ဒီလိုမျိုး SMS test message ရမှာဆိုရင် link လို့ဘယ်တော့မှ click မနေပါနဲ့ဒီ test message ကဘာပြောထားဆို UPS စလို့ပြောထားတယ်ဒါပေမဲ့ website ကိုတခြားကြည့်ကြည့်တယ်မှာဆိုရင် UPS က lower lower မဟုတ်ပါဘူးပြီးတော့ပို့ထားတဲ့ number ကိုကြည့်ရ plus 6 3လို့ရေးထားတယ်အဲ Philippines phone number country code နေတာအမျိုးမျိုးပြောင်းနိုင်တယ်အရေးကြီးတာက US မှာနေရလို့ဆိုရင် phone number က plus 1อ่ะสะมั้ย plus 1อ่ะสะได้โฟนนัมเบอร์ message ปို့ให้เรามา WhatsApp ကိုတည်ရှိရကြည့်ပါလုံးဝတရားဝင် official website www.ups.com မှာသွားပြီးတော့ chat ကြည့်လို့ရတယ် UPS က message ပို့မှာဆိုရင် tracking number တွေပို့လို့ရှိရအဲ့ tracking number နဲ့ WhatsApp မှာသွားပြီးတော့ chat ကြည့်လို့ရသူပေးတဲ့ link ကိုဘယ်တော့မှ click မနိုင်ပါနဲ့ ကလိနှိမ့်ရမှာဆိုဘာဖြစ်မလဲကိုယ့်ရဲ့ information တောင်းနေမယ်နာမည်အပြည့်စုံမွေးနေ့ဖုန်းနံပါတ်ဖုန်းနံပါတ်ရပါမှာဆိုရင်ဘာစိုးနိုင်လဲအဲ့ဒီဖုန်းနံပါတ်ကို scam မာလေလိမ်လည်းတဲ့ကြားဖြတ်နေတာတယောက်တယောက် share ပြီးတော့အဲ့ဖုန်းနံပါတ်တွေကိုအများနဲ့အများဖုန်းခေါ်နေမယ် message ပို့နေမယ်ဖုန်းခေါ်နေမယ်ပလိတ်တဲ့ဦးရဲ့ဖုန်းနံပါတ်ရပါမှာဆိုတာ ਨੇ နေနေမဲ့နေတိုင်းအများအများကြီးပေါ်လာတော့မယ်အဲ့လာကြောင့်လိမ့်နေတော့ဘယ်တော့မှ claim မနေပါနဲ့ credit card information တောင်းလိမ့်မယ် credit card ပေးလိုက်ပြီဆိုတာနဲ့ပို့ထဲကပတ်စံတွေဖြတ်သွားနေမယ်အမျိုးမျိုးဖြစ်နိုင်တယ်နောက်တစ်မျိုးကြောင့် link claim နေရတဲ့ virus တွေ spyware တွေဝင်လာမှာဆိုရင်ကို့ဖုန်းထဲက information ယူသွားလို့ရချမ်းသာမှုရဲ့အစားအလိမ်မခံရဘူးကအရန်အရေးကြီးတယ် investment မှာဘလောက်တော်တော်ပတ်ဆက်ရှားနေမှာဘလောက်တော်တော်လိန်နေတဲ့ပညာကိုတည်ချွတ်ချနားမလည်ထားဆိုရင်လက်ဖြောက်တည်တူလုံးဝပတ်ဆက်နေပြောင်းသွားမှာဖြစ်တယ် financial freedom ရဖို့ဆိုရင်အဓိကအချက်က investment လုံးတက်ရမယ်အပြင်အလိန်မခံရဖို့တည်းအရန်အရေးကြီးပါတယ်အလိန်မခံရဖို့ဆိုတာကပညာတွေတက်ထားဖို့လိုတယ် stock share မှာလူတွေအများကြီးအလိမ်ခံရတယ်။ဘာကြောင့်လဲဆိုတော့ stock share ပညာမတတ်တဲ့အတွက်ကြောင့်အဲ့လာကြောင့် financial freedom ရခြင်းပြီးတော့အလိမ်မခံရခြင်းဆိုရင် stock investing, call option, put option, invest option နဲ့ day trading movement stock ကို YouTube video တွေလိမ့်နေတဲ့ description အောက်မှာ click နှိပ်ပြီးတော့စာရင်းသွင်းပြီးတော့တိတိကျကျတက်မြောက်ပြီးတော့အောင်မြင်မှုကိုပို့ပြီးတော့များအောင်လုပ်လိုက်ပါ